အားလုံးပဲမင်္ဂလာပါဖြစ်သင့်မန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးကြပါမယ်အစီအစဉ်လေးမစခင်ကျမတို့ရဲ့ channel ကို like and subscribe လုပ်ပြီး comment မှာလည်းမှတ်ချက်ဝင်ယူပေးသွားဖို့လည်းမြစ်တာရက်ခံကြပါမယ်ကြောက်ဖြူတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များတိုက်ဆုံမှုများပြား၄၀နီးပါးလက်နက်ချအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အာရကတတ်တော် AAE ထိုးစစ်ကြောင်းတရုတ်စီမံကိန်းတရှိရာရခိုင်ပြည်ကြောက်ပြူမြို့နယ်တွင်တိုက်ပွဲများပြင်းထန်နေပြီးစစ်ကောင်စီဘက်ကရာနဲ့ချီတေဆုံးမှုများရှိနေကြောင်းစစ်ရေးတရင်ရင်းမြစ်များကပြောပါရယ်။ဆိုလာ၁၄ရက်နေ့အထိစစ်ကောင်စီဘက်ကလက်နက်ချအလင်းဝင်ရောက်သူ၄၀နီးပါးရှိနေပြီးတိုက်ပွဲအတွင်းစစ်ကောင်စီဘက်က၁၀၀နီးပါးတေဆုံးမှုများရှိကြောင်း ကြောက်ဖြူစီရေးတရင်ရည်မြင်များကထရင်ဌာနကိုပြောပါရယ်။တိုက်ပွဲကကြောက်ဖြူအမှတ်32ရဲတရင်ကို AA ဘက်ကထိုးစစ်ဆင်တိုက်ခိုင်းနေတယ်။တိုက်ပွဲကအရန်ပြင်းနေတယ်။ AA ဘက်ကလည်းအလုံးရင်းနဲ့ဝင်တိုက်နေတာပါ။၁၄ရက်နေ့အထိစစ်ကောင်စီတပ်သား40လောက်ရှိပြီးလက်နက်ချအလင်းဝင်လာတာပါ။ဖုံမှုအဆင့်အထိပါတယ်။အလင်းဝင်ရောက်သူနဲ့ဖမ်းဆီးရမိတဲ့သူတွေကစစ်မှုတန်းလူငယ်တွေများတယ်ဟုပြောပါရယ်။ ကြောက်ပြူအမှတ်32ရဲတိုင်ရင်ကိုစွန်လာဇန်ပိုင်းမှစ၍အာရကတက်တော် AA ကထိုးစစ်ဆင်တိုက်ခိုက်နေပြီးလက်ရှိအချိန်ထိအဆိုပါရဲတိုင်ရင်ကို AA ကလက်နက်ကြီးများနဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုများလှုပ်ဆောင်နေကြောင်းသတင်းရင်းမြစ်ကပြောပါရယ်အာရကတက်တော် AA ကထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်အမှတ်32ရဲတိုင်ရင်မှာအချုပ်ခံခံမှဆောင်နားနေဆောင်စေပိကန်နှင့်စစ်ကောင်စီမိသားစုနေထိုင်ရာအဆောင်များသို့ခြောက်ရောက်ပောက်ွဲပြင်းစီမှုရှိကြောင်းသတင်းရင်းမြစ်ကပြောပါရယ် ပြီးခဲ့တဲ့မေ30ရက်နေ့နဲ့စွန်လာဇန်ပိုင်းများတွင်စစ်ကောင်စီတပ်ကလေကြောင်းနှင့်ရေကြောင်းတင်မောကတက်စဉ်လက်နက်ခရဲများအပါအဝင် စစ်ကောင်စီတပ်သားရာနဲ့ကြီးပို့ဆောင်ခဲ့ကြောင်းစုံစမ်းသိရှိရပါသည်။လက်ရှိတွင်စစ်ကောင်စီအခြေစိုက်ထားသောဂုံးချွန်ကြီးရွာမှခမရ940နှင့်ခမရ943တရင်များမှလည်းလက်နက်ကြီးများဖြင့်ပစ်ခတ်နေပြီးစစ်တင်မောများမှလည်းပြစ်ကူမှုများလှောက်ဆောင်နေကြောင်းသိရပါသည်။ တိုက်ပွဲကအတော်ကိုပြင်းထန်နေတာပါ အမှတ်32ရက်တရက်မှာအချုပ်ခန်းခမ်းမဆောင်နာနေဆောင်စေပေကန်တွေအကုန်ပြက်စီးနေပြီလက်နက်ကြီးတွေနဲ့လည်းတောက်လျှောက်ပစ်တဲ့ တန့်စင်းမြင့်မှရှိတဲ့စစ်သည်မော်ရီကလည်းတောက်လျှောက်ပြစ်ကူပေးနေတယ်ဟုပြောပါရယ်။ကြောက်ဖြူရင်ဖြစ်ပွားနေသည့်စစ်ကောင်စီနှင့်အာရကတပ်တော်အေအေတိုက်ပွဲအတွင်းစစ်မှုတန်းခေါ်ယူခံရသည့်ကျိုင်းဖြူရွာသား၄၀ကျော်သည့်ဇွန်လပထမဘက်လောက်ကအေအေထံလာရောက်ပူပေါင်းခဲ့ကြသည်။ကြောက်ဖြူမျိုးနဲ့အနီးမှာစစ်ကောင်စီတပ်နှင့်အာရကတပ်တော်အေအေကြားတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီ၏စစ်စခန်း၃ခုထံမှနေကိုသိမ်းပိုက်ရရှိထားကနောက်ဆုံးသတင်းအရစစ်ကောင်စီဘက်ကတရင်အလိုက်အလင်းဝင်မှုများရှိကြောင်းသိရသည်။ အမှတ်32ရဲ့တရင်အနီကနှမ်းဖဲတောင်စခန်းမြင်းတက်တောင်စခန်းနဲ့လက်ခမောစခန်းတို့ကိုအေအေက သိမ်းပိုက်ထားပြီးညစခန်းသိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီ၏တိုင်းစစ်ဦးစီးမှုပထမတဲ့ဒုတိယဗိုလ်မှူးကြီးအပါအဝင် စစ်သုံးမ15ဦးကိုအေအေကအရှင်ဖမ်းဆီးရရှိထားသည်ခေတ်တမန္တလေးရဲ့နောက်ဆုံးရသတင်းများတင်ဆက်မှုကိုဒီမှာပဲရနာပါရစေနောက်နေ့တွင်မှလည်းသတင်းထူးများတင်ဆက်ပေးနေမှာမို့စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်